ကျွန်တော်ဒီ EJU နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးပြင်ဆင်ရမလဲဆိုတဲ့ဟာလေးပေါ့နော် EJU နဲ့ပတ်သက်ပြီးတော့အရန်ကိုဒီတော်တဲ့တက်တဲ့ဆရာတွေဆရာမတွေစီနီယာတွေလည်းအများကြီးရှိတယ်ပေါ့နော်ကိုယ်ပိုင်တွေ့ကြုံလေးတွေကိုအပြင်ပြဝင်ဖြောက်သွားမယ်ပေါ့နော်အဲ့ကိုလည်းကြာရင်ဘယ်လိုမျိုးစဉ်းစားသွားမယ်ဘယ်လိုမျိုးလုပ်သွားမယ်ဆိုတဲ့ဟာကိုစဉ်းစားနိုင်မယ်လို့ကျွန်တော်နေနေယုံကြည်အဲ့ကျွန်တော်နေနေယုံကြည်ပါတယ်ကိုဆိုင်နဲ့စပြီးတော့မေးသားမှာဖြစ်ပါတယ်ဟုတ်ကဲ့ကိုဆိုင် EJU တော့ကတော့ဂျပန်စားကတော့အဲ့ ီ EJ EJ အတွက်ပြင်ပေးတဲ့ကျောင်းတွေမှာသင်သင်တယ်လို့တော့ထင်တာပဲဘာလို့လဲဆိုတော့ကိုယ့်အကူပြင်လာတဲ့ဆရာရှင်အကျောင်းမှာဆရာကြီးနဲ့တူလို့ပြီးတော့ဘလို့ဘလို့မေးခွန်းရဘလို့မျိုးဖြေရပါတယ်ကကြတော့ဆရာကြီးကပို့ပြီးတော့ EJU ပြင်ဖို့အတွက်ဆိုရင်ကိုဂျပန်သား level အတွက်ကတော့အာ N2 လို့ပါအထက်တော့လိုတင်လိုရလို့ထင်တာပဲဘာလို့ဆိုတော့ EJU ကတော်တော်တော့ကတ်တယ်လောက်ရတယ်ဟောအဲဒီ physics တို့သင်ချတော့ကလည်း chemistry တို့အတွက်ကြတော့ ်အီဂျေယူတို့ပြင်ပြီးတဲ့အကြောင်းမလာခင်အရင်ဆုံးကိုယ့်ဘာသာကိုနည်းနည်းပါပါတော့လေ့လာထားတဲ့နယ်တို့ထင်တယ်။ရလို့ရှိရင်တချို့ physics တို့ဘာကိုပိုင်းမှာကြာလို့ရှိရင်လည်းအဲတချို့ပိုင်းရန်ကိုတီးပြီးသားလို့ထင်ပြရရှင်ကြတော့ဟိုအစင်းနေနေကြော်ပြီးတော့တွတ်တဲ့ဟာရှိရဲ့ဗျာ။အဲ့လိုမျိုးကြာလို့ရှိရင်ကိုကိုကနားမလည်လက်တဲ့ပိုင်းကြီးရှိရဲ့။အဲ့လိုပိုင်းတွေတော့ကြာလို့ရှိရင်ကိုကကိုကြိုးပြီးတော့တင်ထားတဲ့နယ်တို့တင်ဒီကြီးတို့ပြင်ပေးရလို့အကြောင်းတွေတော်တော်များများဟို easy ဆိုလို့ရှိရင်တော့ physics ဘိုင်းမှာဆိုလို့ရှိရင်အကောင့် အခန်းနေအဲ့ဒီဆောင်ပွဲထဲမှာပါတဲ့အခန်းနေအကုန်လုံးတင်ပြအောင်ဟိုအခုဒီတနစ်တာအတွင်းတော့မှတင်နိုင်တဲ့အပိုင်းပဲတင်ပြလိုက်တာဗျာအဲ့ဒီအပိုင်းထဲမှာအောင်မှအာတော်တိတိကျကျတော့တင်ပြလိုက်တယ်ဒါပေမဲ့ဒီအပိုင်းတွေတချာရလိုက်တော့တချို့အဲ့မတင်ရတဲ့အပိုင်းတွေကျတော့လွတ်သွားတဲ့ပါရရှိတယ်ဗျာအဲ့လိုမျိုးကျတော့ရှင်ကိုယ့်ကိုအဲအရင်ဆုံးကြိုးပြီးအွန်လိုင်းမှာပြီးတော့ EJU နဲ့တင်ထားတဲ့လို့ရှင်ဘာလို့လဲဆိုတော့အဲ့အဲ့တင်ထားတဲ့ EJU ကကိုလောက်နေပြီဗျာကျွန်တော်တို့နဲ့ပြီးရှင် ဒီဂျပန်မှာဒီဂျပန်စာနဲ့ဆက်တင်လိုက်တဲ့အချိန်ညတော့သူတို့ကဘလို့တွက်ရတယ်ပါလဲဆိုပိုတိရတာပေါ့ EJU က EJU တွက်ဆိုပြီးတော့အမတိတိတ်ပြီးတော့အာစိတ်မဖြစ်စီစီချင်းဘူးအဲ့လောက်ထိမဆိုင်ဆန်ကဒီကျွန်တော်နေဝင်ကောင်းမှာပေါ့နော်ဂျပန်စာမှာသူ350နှစ်ပေါ့နော်အမှတ်တော်တော်ကောင်းတဲ့အထိကိုယူနိုင်ခဲ့တယ်ဂျပန်စာနဲ့ပတ်သက်ပြီးတော့ EJU ကဘလို့လောက်ခဲ့လဲဆိုတာလေးကိုချက်လောက်ပြပြပြပါ ECC ကတော့ EJU တော့ကဂျပန်စာကတော့တော်တော်ကောင်းတယ်လို့ကျွန်တော်ထင်တယ်ဒီဒိုကိုင်ဘိုင်းတွေတို့ချောကိုင်ဘိုင်းတွေကကြတော့ဒီဆ iam မားတွေသင်ပြလိုက်တဲ့အချိန်ကျတော့ ဘယ်လိုဖတ်ရတယ်ပြီးရှင်ဒီပု္ပ္ပာရေးဆိုပြီးရှင်ဘယ်လိုမျိုးနားထောင်ရတယ်ပို့ပြီးတော့တည်လာရခဲ့အရင်ရင်တော့ကောကိုမတင်လေးမတင်ထားတယ်စားလို့ရှင်အဲမတင်မနဲ့ရင်တော့စဖြေတော့6လပိုင်းတော့6လပိုင်းတော့နည်းနည်းတော့တင်ထားရပြန်2လလောက်လာတော့မတိခိုက်တော့အာအဲ့လောက်ထိတော့အာအမတ်ကတော့မကောင်းဘူးအခုလောက်ထိတော့အဲဒီနောက်ပိုင်းမှာလို့တင်းတင်းနဲ့မိခုနေဆိုဘယ်လိုမျိုးဖြေရဘယ်လိုနေရာရောက်ရင်ဘယ်လိုဖတ်ရလို့ပို့ပြီးတော့အမတ်တရားပို့တက်လာရလို့ရှင်တာပဲ အာညီမလေးလုံးကပထမဆုံး EJU ဖြေတော့ EJU ကိုမိကုန်းဟောင်းလည်းမလုပ်ကြည့်ဘူး EJU ကဘာမှမမသိပဲနဲ့အင်းတော့တစ်ခေါက်တွားဖြေကြည့်ရင်ဒီနေ့ဘောဘောဘာအနေနဲ့ပေါ့တွားဖြေကြည့်တဲ့အချိန်မှာမထင်တဲ့အမတ်ကလို့ကောင်းတာလေးတွေလည်းရှိသလိုလိုတချို့ထင်တာထက်ပိုပြီးနေတဲ့အမတ်တွေလည်းရှိအင်းဆရာလေးလည်းတင်တာလည်းကောင်းတဲ့အပြင်အင်းဆုံးအာအပိထင်တာကတော့မိကုန်းဟောင်းမများလို့မများလို့လေအဲ့လိုအတွေ့အကြုံရှိတယ်ဒီမိကုန်းကိုကြည့်လိုက်တဲ့နဲ့အဲ့လိုဘယ်လိုဖြေရမလဲဆိုတာအဲ့လို ကိုကိုကိုဟိုတိဖို့ရေးကြီးရပေါ့အာညီမကျတော့အေး日本語ကိုအာအရင်မကြိုးစားဘူးခဲ့ပြီဘူး日本語ကျတော့အဲ日本語အေးဟုတ်တယ်ဒီလိုတကြီးဒီလိုတကြီးအဲညီမလေးကတော့အဲ ETO ကိုမဖြေခင်မှာ N1 ရင်အောင်သွားတော့အဲ N1 ရဲ့အတွေ့အကြုံလေးနဲ့ပေါ့အဲအဲစာရေးစာကုန်းကိုရေးတဲ့အချိန်မှာလည်းသတိထားစေချင်တယ်ပေါ့ အာညီမကတော့ကိုဘုန်းကဲတော်တဲ့အတွက်ကြောင့်မလို့အဲဆိုးကိုကောက်ကုတ်နဲ့တင်းချလိုအပ်သွားတယ်။အာတင်းချကြတော့အဲမြန်မာနေတင်းခဲ့တဲ့တင်းချတွေကလုံးဝမြန်မာနိုင်ငံက၁၀တန်းပြီးတင်းချတဲ့လုံးဝကွက်ကွာကြီး။ဟိုနည်းရဲကွာတယ်။ပြီးတော့ဒီမှာကျတော့ဂျပန်လိုဖြေရတာဆိုတော့မိကုန်းနေရာစာဂျပန်လိုကြည့်ရတယ်။ဂျပန်ဂျပန်တပ်မုံတပ်ပြီးနေတယ်ညီမတပ်မုံတပ်နေတယ်မတူပါလေ။အဲ့ပါအများကြီးအခက်တွေရုံတွေ့ခဲ့ရတယ်ပေါ့။အဲ့လိုမျိုးလေးရှိတော့အဲ့လို EJU မဖြေခင်မှာအရင်ဆုံးဂျပန်နိုင်ငံရဲ့ တင်ချာဆိုတာအခြေခံဆိုဘာလဲဆိုအရင်ဆုံးအဲ့မိကုန်းလေးရာစကြည့်ပြီးတော့အဲအရင်ဆုံးကုတင်ကျူတင်ပြေစင်ထားတာပေါ့ကောင်းတယ်။ဘာလို့အဲ ECU ကဂျပန်တက္ကသိုလ်ဝင်ခွင့်ဆောင်ရွက်အတွက်တင်မဟုတ်ပဲနဲ့ဘယ်လိုတက္ကသိုလ်ဝင်ပြီးွားလို့ရှိရင်လည်းအဲ့ဟင်ကြလို့ရှိရင်ဒီထက်တွေ့ရမယ်တင်ချမီးခွန်းနေလို့ဂျပန်နဲ့သူတို့ရှင်ရမယ်ဥစ္စာတွေရှင်ရအဲ့ဒီအတွက်ကြိုတင်ပြီးတော့ခုကလေးအကြိုးပြီးလုပ်ထားတာကတော့အစဉ်ပြေတော့ခလာတယ်အင်းဆုံး မကျေပြီးဒီအဝမ်းအောင်လာတာအတွက်ရင်ဒီအစီအမအထောက်ကူဖြစ်မယ်လို့ထင်တယ်ပြီးတော့အစီအမကနိုင်ဂျပန်မှာကိုတက်မဲ့တက်ကူတွေနဲ့မှုတည်ပြီးတော့ဒီဘာသာကွဲသွားတာဆိုတော့ဒီညီမဆိုဒီဘွန်ကေဘိုင်းဆိုတော့ဆိုကောရဲ့တင်ချမရှွိုင်းရဲ့ဒီဂျပန်စာအရောပေါ့နော်ဒီဂျပန်စာကိုပရမဆုံးဘလို့အမများများယူမလဲဆိုရင်အဓိကကပြန်ဖြင်းနီးပြန်ဖြင်းနီးသိရင်ရတယ်လို့ထင်ပါတော့နော်ဒီ ဖြလန်းနီးဖြလန်းနီးသိရင်မပြောရင်ဘယ်လိုမှအချိန်နဲ့မလောက်တဲ့အတွက်ဒုက္ခရင်ဆိုရင်ဒါဆိုအချိန်နည်းနည်းလေးအတွက်မှဒီအပုပ်25ပုပ်လောက်ဖြေရတယ်ဒါလုံးဝဘယ်လိုပြောအမှန်ကိုကလိကျင့်နေကြမရှိလို့ရှင်ဒါလုံးဝမလောက်နိုင်တဲ့အချိန်တွေမှာเนาะအဲ့လိုမျိုးဆိုတော့ကဘယ်လိုပြောမေးခွန်းစစချင်းဆိုရင်မေးခွန်းအရင်ဖတ်ပြီးတော့အမေကိုဖတ်ပြီးတော့မှဒီစာပိုက်ထဲနေအဖြေကိုရှာတာပို့ပြီးတော့မြန်ပြီးတော့ဘယ်လိုပြောမလဲတိကျတဲ့အဖြေထွက်မယ်လို့ထင်တယ်ပြီးတော့ရင်နောက်တစ်ခုချောကားရတော့ဒါကိုကနှင်းစဉ် ညီမတို့ကတော့ဒီအခုကျွန်တော်နေတဲ့အတွက်ဒီ၆ခိုင်းနဲ့ပတ်သက်ပြီးထွေထွေတူတူတော့မလုပ်ပြင်မဲ့ဟိုညီမကနေပြင်မဲ့သူတွေဆိုရင်တော့ဒီ podcast တင်နားထောင်တာလေးပြီးတော့လို့ရှိရင်တခြားဘူးတော့ဒီပေါ့ဂျပန်နီဟွန်ဂျင်နဲ့အဲ့လိုမျိုးကိုဒီယိုလုပ်လို့ရတဲ့ဒီ app တွေကိုသုံးပြီးတော့ဒီလိုမျိုးပြင်မဲ့နေချောခိုင်းဝါတွေကိုလက်ရှုလုပ်တာဒီပြောရင်အသုံးဝင်မလို့ထင်တယ်။အဲဒီစကားကြီးတာစကူဘွန်းကြီးတဲ့ဟာပေါ့နော်စကူဘွန်းကြီးတဲ့ဟာပြောရင် အဲ့လောက်ကြီးခတ်တယ်ရောမဟုတ်ပြင်မဲ့သူပေးထားတဲ့ဒီဘောမှာကင်းမှာနှစ်ခုတည်းကနေတစ်ခုရွေးပြီးကိုကပြောချင်တာဟာသူနဲ့တိုက်ဝင်အောင်နေရပါတော့ပြောရင်ဒီရေးတဲ့အချိန်မှာအရင်ခတ်ခဲတာတွေမသုံးမင်းနေပြောပါမကိုကစိတ်ထဲရှိတာကိုပဲ အမ်လိုပါမဒီတိုင်းပဲရေးချလိုက်ရင်သူပြောထားတဲ့ကတ်တက်ထားတဲ့အလုံးကြီးအတင်မှာဝင်အောင်ရေးလိုက်ရင်ဒါအမက40 45လောက်ကတော့ရပြီးတော့အဆင်ပြေမယ်လို့ထင်တယ်။နောက်ပြီးတော့ဆိုးကောကကြတော့ပြောရင်ဂျပန်ရောက်မှစပြီးညီမထင်တယ်ဆိုတော့လောရတော့တော်တော်လေးကိုခင်းနေလို့ပြောလို့ရတယ်တော်တော်ပြောရင်ညီမကနော်တရားကြော်ရဖို့ဆိုတာခက်ဆိုင်ဒီလုံးဝကိုကဘာမှမသိတဲ့စာတွေကိုဒီတမိုင်းနေလိကရှိတယ်ရှက်ခိုင်းနေတို့ဂျပန်နေပတ်တဲ့ ခဲဆိုင်တွေပဲသင်ရတော့တော်တော်ခင်းရင်လည်းမင်းခင်းရင်လည်းပေါ့နော်သင်္ချာဆိုလည်းဒီလိုပဲကိုမြန်မာမှာသင်ခဲ့တဲ့သင်္ချာပြောရမယ်အထက်တန်းဆင်းသင်္ချာမဟုတ်ပဲねသူတို့ဂျပန်သင်္ချာကိုသင်ရတယ်အဲ့ဒါကိုမှပြီးရင်ဂျပန်လိုမွန်တိုင်းမျိုးဖြေရတဲ့အတွက်ကသူကအဲ့ဒါတော်တော်ခက်ခဲပေါ့နော်အဲ့တော့ဘလူးမလန်းဆိုရင်ကိုကကိုဒီရှူလောက်တာလေပို့ပြီးတော့ဒါပြပါမယ်တကယ်အကြီးကြီးတို့အတွက်အိမ်မှာအသုံးဝင်မယ်လို့ထင်တယ်ပေါ့နော် ။နေချာရီဆိုရင်ဘယ်လိုပြောခက်တဲ့အတွက်ပြောမယ်။မှပါလေတက်ကတော့ပေါ်မူတည်ပြီးအောင်လို့ပြတင်ချလို့မလို့ရှိတယ်အဲ့ဆိုကိုယူမဲ့မေချာကိုမူတည်ပြီးတော့အင်းလို့တင်ချလို့မလို့ကြည့်ပြီးတော့မလို့ဆိုရင်မယူတာကောင်းပါလေ။ညီမလေးပြောပါသလိုပဲအေးချိန်မပြေခင်မှာဒီကိုသွားမကျင်တဲ့အကြောင်းကိုတခြားအရင်ဆုံးသိတိုင်းပိုကောင်းတယ်ပေါ့နော်။သွားကျင်တဲ့အကြောင်းမှာကတချို့အင်္ဂလိပ်စာလိုတဲ့အကြောင်းတွေလည်းရှိရတော့ကြောင်းအင်္ဂလိပ်စာလည်းလုံးတင်နေဆိုတော့လေလုံးဝမဲ့အရာတွေအများကြီးတော့ကိုကဘယ်ဘက်ကိုအား ဖြည့်ပြီးတော့လောက်ရမလဲပေါ့နော်ဘယ်ဘိုင်းကိုအားဖြည့်ပြီးလောက်ရမလဲအေးချိန်ကလည်းဒါ၃ဘိုင်း၄ဘိုင်းကွဲနေတာဆိုတော့ဘယ်ဘိုင်းကိုမှတ်ပိုယူရင်တော့ပို့ပြီးတော့အဆင်ပြေနိုင်လဲပေါ့နော်အကိုယူရတဲ့ကိုယူရတဲ့ major နဲ့ကိုယူရင်တဲ့ကြောင်းနဲ့တွားချင်တဲ့ကြောင်းနဲ့အဲ့ဒီဟာလေးတွေကိုဟိုကတည်ထားဖို့လိုတယ်ပေါ့နော်အာအေးချိန်ကတော့やっぱ練習が一番あの大事だなと思ってえでもその練習練習あ重ねて量がどうあの量のあの多さは じゃなくて、えー、自分の,あの問題を解き方を見つけていくのが、えー、一番意味があると思います。えー、だからいろんなあの問題の解き方をあの試してみて、えー、それが見つかったらあのどんどん上達していけると思います。はい、ありがとうございます。で総合科目については <laughs> 総合科目総合。総合科目は、とてもシンプルで、うん、あの、暗記するしかない。ない。他、方法はないと思います。<laughs> はい、バイバイ。<laughs> <laughs>